တင်ဆက်ပေးမယ့်သတင်းကတော့ခန့်ချက်သမားများဂိုးများသောသွင်းနိုင်တဲ့သတင်းဖြစ်အာဆင်နယ်ရဲ့တည်နေတဲ့သတင်းပဲဖြစ်ပါတယ်။အာဆင်နယ်ဒေဟာပရီးမီးယားလိပြန်ပွဲသင်းတွေမှာခက်စစ်ကစားသမားတွေဂိုးအများဆုံးသွင်းယူနိုင်တဲ့အသင်းဖြစ်နေရဲ့တည်နေရလို့သိရပါတယ်။အာဇင်နယ်ခက်ဆက်ကစားသမားတွေဖြစ်တဲ့ဆာလီဘာနဲ့ဂါဘရီယယ်တို့အပြင်တခြားခက်ဆက်ကစားသမားတွေဟာတောက်ကန်ဘောတွေနဲ့တကယ်ဘောတွေကတစဲခေါင်းတိုက်တာအပြင်တခြားနည်းမျိုးမျိုးနဲ့ဂိုးအများဆုံးသွင်းထားတဲ့အသင်းဖြစ်နေရည်တည်နေတာပဲဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာပြီးခဲ့တဲ့ဘောလုံးရာသီကစပြီးပရီးမီးယားလိပြိုင်ပွဲဝင်တဲ့နေ့တွေမှာတောက်ကန်မော့ဖရီကင်နဲ့တက်ကန်မော့တွေကနေဂိုးများသွင်းထားတဲ့အသင်းအဖြစ်နဲ့ရည်တည်နေတာပဲဖြစ်ပါတယ်။အာဆင်နယ်လိပြအာဒီတာရဲ့အဓိကကျတဲ့နေ့စနစ်တွေမှာတက်ကန်မော့တွေကနေဂိုးသွင်းယူတဲ့နီးပြူဟာပိုင်းနဲ့ပါဝင်နေပြီးအာဆင်နယ်အသင်းဟာဂိုးအေရီယာတစ်ပိုင်းမှာတက်ကန်မော့တွေရရှိခဲ့ရင်ဂိုးရနိုင်ခြင်းအမြင့်ဆုံးပရီးမီးယားလိအသင်းအဖြစ်နဲ့ရည်တည်နေရလို့လည်းသိရပါတယ်။ဒီတဲ့တွေတော့ငင်းကြအောင်ပါပြပို့လာပါ။